မင်္ဂလာညနေခင်းပါခင်ဗျာ11ရုပ်တန်ရဲ့ညနေခင်းသတင်းစီစဉ်ဒိုင်ထုံးလုံးမှုကနေပြီးတော့ကြိုးလိုက်ပါရယ်ဒီကနေ့မှာတက်ဆက်ပြီးသားမဲ့သတင်းတွေကတော့စင်ကာပူနိုင်ငံမှာကျင်းပတဲ့နိုင်ငံတကာဆင်စင်ကာပူ Global Firefighter and Paramedic Challenge 2025ပြိုင်ပွဲတွေမှာတွားရောက်ရှင်ပြိုင်ခဲ့တဲ့မြန်မာနိုင်ငံမိသားတပ်ဖွဲ့စုတွေရရှိတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးညနေခင်းသတင်းတွေကိုတက်ဆက်ပြီးသားမှာပဲဖြစ်ပါရယ်အဲ့ဒီသတင်းအပြင်ဗိမ်းမြူမှာပြည်သူ့ပါတီကအွန်လိုင်းဆိုင်မုတ်တင်ခြင်းနဲ့ကုသရေလောင်းမိတ်ဆက်ခြင်းပြုလုပ်ခဲ့ပြီး၎င်းတို့ပါတီက ရွေးကောက်ပွဲနီးမှာပါတီကိုမဲထည့်ဖို့ပေါ်ပင်လာလို့ချင်းမဟုတ်ဘူးလို့ပါတီဥက္ကဋ္ဌဥက္ကူကြီးပြောကြားတဲ့ဆိုတဲ့သတင်းဘရာဇီးသမ္မတဟောင်းဘော်ဆိုနာရိုထွက်ပြေးနိုင်ခြင်းရှိမှုကြောင့်ဖန်ဆီးခံရတဲ့ဆိုတဲ့သတင်းဆံယောင်မဲနှစ်ကူးသွင်းမဲမဲပြန်ပွဲကနေထွက်လာရတဲ့ LAFC ဆိုတဲ့သတင်းအစားချေသတင်းတွေကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့စင်ကာပူနိုင်ငံမှာချင်းမတဲ့နိုင်ငံတကာအဆင့် Singapore Global Firefighter and Paramedic Challenge 2025ပြိုင်ပွဲတွေမှာတွားရောက်ရှင်ပြိုင်ခဲ့တဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့စစ်တွေရရှိခဲ့ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။စင်ကာပူနိုင်ငံမှာကျင်းပတဲ့နိုင်ငံတကာဆင် Pyramidic Challenge 2025ပြိုင်ပွဲမှာတွားရောက်ရှင်ပြိုင်ခဲ့တဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့စစ်တွေရရှိခဲ့ကြောင်းသိရပါဗျ။စင်ကာပူနိုင်ငံမျိုးပြကာကွယ်ရေးတပ်ဖွဲ့မှနိုဝင်ဘာ19ရက်မှ21ရက်အထိစင်ကာပူ H4 တွင်နိုင်ငံတကာအဆင့် Singapore Global Firefighters and Paramedics Challenge 2025ပြိုင်ပွဲများကိုပြုလုပ်ကျင်းပခဲ့ရာအာရှနိုင်ငံစင်ကာပူပါဝင်မြန်မာ၊ Australia ၊ Bangladesh ၊ Brunei ၊ Indonesia ၊ Mongolia ၊ Luxembourg ၊ Malaysia ၊ BNF ၊ Philippines ၊ Thai ၊ South Korea ၊ Qatar ၊ UAE ၊ Hong Kong ၊ Macau စတဲ့နိုင်ငံပေါင်း16နိုင်ငံမှမိသက်တက်ဖွဲ့ဝင်များဝင်ရောက်ရှင်းပြခဲ့ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အဖွဲ့အားတည်ရင်းဝင်ကြီးဌာနမိသက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူဦးဆောင်တဲ့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့်တွားရောက်ရှင်ပြိုင်ခဲ့ရာနိုင်ငံတကာအစ်မတော်ရင်မတော်တဆမှုဖြစ်စဉ်ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင်နိုင်ငံပေါင်း16နိုင်ငံမှအသင်း20အသင်းဖြင့်ဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးမြန်မာနိုင်ငံကိုစားပြုမြန်မာ Fire Service Department အသင်းမှစံချိန်10မိနစ်14စက္ကန့်ဖြင့်တတိယဆုကို၎င်း Braveheart အဖွဲ့လိုက် လက်ဆင့်ကမ်းပြိုင်ပွဲတွင်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဝင်များပါဝင်တဲ့အသင်းမှပထမဆုကို၎င်းအသီးသီးစုခုနိုင်ခဲ့ပြီးနိုင်ငံကုံဆောင်နိုင်ခဲ့ကြောင်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့မှသိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပေမျိုးမှာပြည်သူ့ပါတီကအွန်လိုင်းစိုင်းဘုတ်တင်ခြင်းနဲ့ကုသလေလောင်းမိတ်ဆက်ခြင်းပြုလုပ်ခဲ့ပြီး၎င်းတို့ပါတီဟာရွေးကောက်ပွဲနှီးမှပါတီကိုမဲထဲ့ဖို့ပေါ်ပင်လာလို့ချင်းမဟုတ်ဘူးလို့ပါတီဥက္ကဋ္ဌဥက္ကူကြီးပြောကြားရတဲ့ဆိုတဲ့တရင်ကိုတက်ဆက်ပေးပါမယ်။ ပြည်သူ့ပါတီဟာရွေးကောက်ပွဲနီးမှာကျွန်တော်တို့ပါတီကိုမဲထဲပါဆိုပြီးပေါ်ပင်လှုပ်တာမဟုတ်ဘူးလို့ဘိန်းမြို့မှာပြုလုပ်တဲ့အွန်လိုင်းဆိုင်ပုတ်တင်ပွဲမှာပြည်သူ့ပါတီခထာဦးကိုကြီးကပြောကြားခဲ့ကြောင်းသိရပါတယ်ပြည်သူ့ပါတီအောင်နိုင်ရေးဆိုင်ပုတ်တင်ပွဲကိုတနင်္သာရီတိုင်းဒေသကြီးဘိမ်မြို့ဇေကောင်းတက်လန်းဇေကောင်းရက်ွက်ရှိပါတီရုံးတွင်နိုဝင်ဘာ22ရက်ကပြုလုပ်ခဲ့ကြောင်းသိရပါဗျာ အောင်နိုင်ရေးဆိုင်ဘုတ်တင်ပွဲကိုပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးတနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင်အောင်လွတ်တော်ကိုယ်စားလှယ်လောင်းများပါတီဝင်များနဲ့ပြည်သူ200ခန့်တက်ရောက်ခဲ့ကြောင်းသိရပါတယ်ပြည်သူပါတီမှာခုနှစ်နှစ်ကျော်တက်တန်းသာရှိတော်လဲ88နိုင်ငံရေးចောင်းသားဟောင်းများနဲ့နှစ်ပေါင်း40နီးပါးဖြတ်တန်းလာပြီဖြစ်ကြောင်းဥက္ကကိုကြီးကပြောကြားပါတယ်။နိုင်ငံရေးလူ့ကြုံရေးပြည်ညင်ရေးစီးပွားပုံမျိုးတိုးတက်ရေးတိုင်းရင်းသားဓာတ်လူမျိုးများရေး ဒီမိုကရေစီရေးအစရှိတာတွေကိုနှစ်ပေါင်းများစွာနှစ်ပေါင်းများစွာဆိုတဲ့နေရာမှာစေတုနှစ်ပေါင်းများစွာဖြတ်တန်းလာခဲ့တဲ့ပါတီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ပါတီတက်တန်းအဖြစ်ခုနှစ်နှစ်ကျော်ဆိုပေမဲ့စတင်တည်ထောင်တဲ့ရှစ်ဆက်ချင်းမျိုးဆက်ကျောင်းသားကောင်းဆောင်များရဲ့နိုင်ငံရေးဖြတ်တန်းမှုဟာနှစ်ပေါင်း40ဒီပါဖြတ်တန်းခဲ့ပါတယ်ကြံပြွက်ကြည့်38နှစ်ကာလအဲ့တော့ကျွန်တော်တို့က အရွေးပေါ်ပွဲကြီးမှာရောက်လာပြီးတော့ကျွန်တော်တို့ထောက်ခံပါကျွန်တော်တို့ဘဲတဲ့ပါလို့ဆိုတဲ့ပေါ်ပင်လာလောက်တာမျိုးမဟုတ်ဘူးဆိုတာကိုလေးလေးနက်နက်ကျွန်တော်တို့ပြောကြခြင်းအဲ့တော့နိုင်ငံရေးယုံကြည်ချက်ရည်တည်ချက်ကိုဒါတို့ဟလာကျွန်တော်တို့ပြန်ပြီးတော့ပန်းစားကြည့်နှစ်50ဒီပါလောက်ဒူဝေဒါဘေးခံပြီးတော့ဖြတ်တန်းခဲ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံရေးယုံကြည်ချက်ရည်တည်ချက်အပေါ်ပါ ထပ်ပြီးတော့မှမေကုန်ထုတ်စရာမလိုတော့အောင်ခိုင်လုံပြီးဖြစ်တယ်လို့ကျွန်တော်တို့ဒီလိုပဲမြင်ပါတယ် အဆိုပါခန္ဓာမှာပါတီအောင်နိုင်ရေးဆိုင်ပုတ်တင်ပွဲနဲ့အတူပြည်သူ့ပါတီ၏ဘိတ်ကျွန်းစုပူလောတနင်္သာရီနေ့ပုတ်ပြင်းမြို့နယ်ကိုယ်စားလှယ်လောင်းများကိုပြည်သူများထံမိတ်ဆက်အံ့နယ်ခြင်းကိုလည်းပြုလုပ်ခဲ့ကြောင်းသိရပါတယ်။အဆိုပါခန္ဓာတွင်ပြည်သူ့ပါတီတိုင်းဥက္ကဋ္ဌနှင့် တနင်္သာရီတိုင်းဒေသကြီး PR အချိုးချကိုယ်စားလှယ်လောင်းဦးအောင်အောင်ကပြည်သူ့ပါတီ၏ရွေးကောက်ပွဲကတိများပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဘရာဇီးသမ္မတဟောင်းဘိုဆိုနာရိုထွက်ပြေးနိုင်ခြင်းရှိမှုကြောင့်ဖန်ဆီးခံရတဲ့ဆိုတဲ့တင်ကိုတက်ဆက်ပေးပါမယ်။နေရင်ကျဲကျုံနဲ့စောင့်ကြည့်ထားတဲ့ဘရာဇီးသမ္မတဟောင်းဘိုဆိုနာရိုကိုထွက်ပြေးနိုင်ခြင်းရှိသူအဖြစ်သတ်မှတ်လိုက်ပြီးနောက်နိုဝင်ဘာလ22ရက်နေ့ကဖန်ဆီးထင်းသိမ်းလိုက်ပါတယ်။ဘောဆိုနာရိုဟာ2022ရွေးကောက်ပွဲမှာပြိုင်ပတ်လူလာဒါရ်ဆေးဗာကိုရှုံးခဲ့တော့လဲအာနာကိုဆက်လက်ထိန်းသိမ်းထားရန်ရည်ရွယ်တဲ့လှုပ်ဝက်ကြံစီမှုတရက်ကိုဥဆောင်ခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်စက်တင်ဘာမှာပြည်မှုထင်ရှားခဲ့ပြီးထောင်ဒဏ်29နှစ်ကျော်ချမှတ်ခံခဲ့ရပါတယ်။ဒါပေမဲ့အယူခံဝင်နေဆဲဖြစ်တဲ့အတွက်နေအင်အကျေချုပ်ဖြစ်နေထိုင်ခွင့်ပြုထားပါရယ်ဘော်ဆိုနာရိုဤဂျန်စီမှုကစစ်တပ်ထောက်ခံမှုကိုမရခဲ့တာကြောင့်မဖြစ်မြောက်ခဲ့ပါဘူးဘရာဇီးတရားရုံးချုပ်တရားသူကြီးအလက်ဆန်ဒရီဒီမိုရဲလက်စ်ကအသက်80အရွယ်ဘော်ဆိုနာရိုကိုဖမ်းဆီးလိုက်ရခြင်းကကြိုတင်ကောက်ွယ်မှုတစ်ခုဖြစ်ကြောင်း ဘော်ဆိုနာရိုကခြေချင်းဝှရှိ electronic စောင့်ကြည့်ကိရိယာကိုချိုးဖျက်ပြီးထွက်ပြေးရန်အစီအစဉ်ရှိကြောင်းအချင်းနှီးချုပ်ထွေးနေချိန်ထွက်ပြေးရလွယ်ကူအောင်နိုဝင်ဘာ22ရက်နေ့မှာနေအနီး၌ဆန္ဒပြကြရန်ဘော်ဆိုနာရို၏သားကလှုံ့ဆော်ထားကြောင်းပြောကြားခဲ့ပါသည်ဘော်ဆိုနာရိုနေအိမ်ဟာအမေရိကန်တန်ယုံနဲ့နေပါတယ်။ရခင်ကလည်းတမရဟောင်းဟာအာဂျင်တီးနားတန်ယုံတို့ထွက်ပြေးပြီးနိုင်ငံရေးခေလွန်ခွင့်တောင်းရန်စီစဉ်ခဲ့ပူပါတယ်။ ဘောဆိုနာရိုဟာအမေရိကန်သမ္မတဒေါ်နယ်ထရိပ်မဟာမိတ်ဖြစ်ပြီးဘောဆိုနာရိုအမှုရင်ဆိုင်နေရခြင်းကမလိုလားသူကိုဖယ်ရှားသည့်နီလန်တရက်ဟုဆိုကာလက်တော့ပြန်သည့်အနေဖြင့်ဘရာဇီးကိုသွင်းကုန်ခွန်များနဲ့အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပါသည်လက်ရှိမှာသမရဟောင်းကိုမြို့တော်ဘရစီလီယာရှိရဲစခန်းတစ်ခုတွင်ထိန်းသိမ်းထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆွေယောင်မင်းနှစ်ခုသွင်းမြင်ပေပြိုင်ပွဲကနေထွက်လာရတဲ့ LAFC ဆိုတဲ့သတင်းကိုတက်ဆက်ပေးမှာဖြစ်ပါတယ်။ 2025မေဂျာလီပြိုင်ပွဲအနောက်ပိုင်းဆုံး semi final ပွဲမှာ LAFC တင်းဟာ Vancouver Whitecaps အတင်းကို penalty အဆုံးဖြတ်တဲ့အရေးနှိမ်ပြီးပြိုင်ပွဲကနေထွက်ခဲ့ရပါတယ်။ LAFC အတင်းဟာနှစ်ဂိုးပြတ်ရှုံးနေရကနေစွန်ဟောင်းမင်းက60 90အပေါင်း5မိနစ်တွေမှာနှစ်ဂိုးဆက်ပြန်လည်ခြေပါခဲ့ပါတယ်။ penalty အဆုံးဖြတ်မှာတော့ Vancouver က၄ဂိုး၃ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ ပန်နတီမှာစွန်ဟောင်းမေကန်သွင်းတဲ့ပထမဆုံးပန်နတီဂိုးမဝင်ခဲ့ပါဘူး။ဘန်ကူဘာအသစ်မှာဂျာမန်နာမည်ကြီးကစားသမားတောမတ်စ်မူလာပွဲထွက်ကစားခဲ့ပါရယ်။အလဘယုတ်တရင်ညနေခင်းသတင်းစီစဉ်ကိုတက်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။